တနည်းလိုက်တာပြီးမိတ်ဆွေတွေဒီ2025ခုနှစ်ဆက်ချရက်ကနေပြီးတော့ 23ရက်နေ့အထိတပတ်တာအတော်တွင်မှာမိတ်ဆွေတို့ရဲ့ရင်ထဲမှာအရာရာကိုစိတ်မွန်းကြက်နေရမှုဖြစ်နေတဲ့လက်ရှိမှာကိုဖြစ်ရှင်တဲ့အရာနဲ့ဖြစ်နေတဲ့အရာဟာကိုကိုကိုကန်ဆိုးလာပြီးကန်ညံ့လာပြီးဒီအဆိုးတွေကနေပြီးတော့ဘယ်ချိန်ပြောင်းမလဲဒီကာလကနေပြီးတော့ဘလို့ရုံးကန်ထွက်ရမလဲဆိုပြီးတော့စိတ်ညစ်ညူးနေတာမျိုးညှိညူနေသောကာလဖြစ်တာမျိုးမိတ်ဆွေတို့အနေနဲ့ငါကဒီထပ်ပို့ပြီးတော့လုံနိုင်ရမယ်ဆိုတဲ့စိတ်ကလေးတွေငါဒီအရာကြီးကိုရုံးထွက်ပြေးထွက်ပြင်နာမျိုးတွေလုတ်ပြရှင်နာမျိုးတွေစိတ်ထဲမှာဖြစ်နေတယ်ဒါပေမဲ့လက်ရှိမှာကိုကိုကို ဖီးတန်းကြနေတာမျိုးစိတ်အနှဲငယ်လေးပန်းနေတာမျိုးစိတ်ပန်းလူပန်းဖြစ်နေရတာမျိုးကြီးကြုံရတတ်တယ်။ကျမ်းမာရင်နဲ့ပတ်သက်လာတဲ့အခါတနည်းနည်းသာမျိုးမိတ်ဆွေတွေကဒီအပ္ပတ္တာတော့တွေ့မှာဆိုရင် ကျမ်းမာရင်နဲ့ပတ်သက်ရင်နှလုံးနဲ့ပတ်သက်တာမျိုးမောတာမျိုးအသက်ရှူကြက်တာမျိုးလေးတွေဖြစ်ရတတ်တယ်။ဒါကြောင့်မိတ်ဆွေတို့အနေနဲ့အဲအတက်ပညာတွေမကောင်းတဲ့ပညာရဲ့အတိုက်အခိုက်တွေနဲ့ပတ်သက်ပြီးတော့ပြူစားခြင်းတိုက်ခိုက်ခြင်းမျိုးတွေကြုံရတတ်တဲ့အတွက်တော့တနည်းနည်းသာမျိုးမိတ်ဆွေတွေဟာကျမ်းမာရင်နဲ့ပတ်သက်ရင်မကောင်းတဲ့အိမ်မက်တွေအစိုးညံ့တွေမှတ်တဲ့အခါနိစ္စရအတိုက်အခိုက်တွေကိုတတိပြုဆင်ကျင်ပြီးတော့ဘာသာတရားပုံမှုလောက်ဆောင်ပြီးဖို့လိုအပ်သောကာလဖြစ်ပါတယ်ခင်ဗျာ။ အလုတ်ကအလုတ်ကနဲ့ပတ်သက်ရင်ဒီပဲ ပြန်ဆိုးနေတယ်ဂျုံညံ့နေတယ်ဂျိုးဆိုးတွေကိုဝင်လာမာတွေရောက်ရှိနေတာမျိုးဖြစ်နေတဲ့အတွက်မိတ်ဆွေတနေ့ကနေသားသမီးတွေဟာအလုပ်ကိုင်းနဲ့ပတ်သက်လို့လုပ်ငန်းနဲ့ပတ်သက်လို့ရှိရင်တိုးချက်လှုပ်ဆောင်ခြင်းထက်ရှိနေတဲ့နေရာမှာအကောင်းမွန်ဆုံးဖြစ်အောင်ကြိုးစားဖို့လိုအပ်တယ်ဒီလိုကံမျိုးကြတဲ့အခါဆရာမိတ်ဆွေတွေကိုဆရာတို့တော်တော်အများစုကိုဟောကြတယ်ဒီကံမျိုးကအတိုက်အခိုက်တွေမကောင်းတဲ့အတတ်ပညာတွေကျေစုံအတတ်ပညာတွေနဲ့ပြူစားတိုက်ခိုက်ခြင်းမျိုးတွေကြုံရနိုင်တဲ့သတိပြုရလိုအပ်တယ်ဆိုတဲ့ကံမျိုးဖြစ်တဲ့အတွက်တော့ဒါလေးတွေကိုအတတ်နိုင်ဆုံးလုပ်ငန်းနဲ့ပတ်သက်လို့အလုပ်နဲ့ပတ်သက်လို့မကောင်းတဲ့ရာတွေ ူဒေတာတွေအာနမိတ်ဆောင်တဲ့အိမ်မှန်မျိုးတွေမှန်ရင်တော့အတိုက်ခိုက်တွေဂျုံနေရတာမျိုးတွေဖြစ်တတ်တဲ့အတွက်ကြောင့်မလို့နိစ္စရာအတိုက်ခိုက်တွေကိုစစ်ဆေးချပွေပါလူမှမရှိရင်တော့အိမ်အတွင်းမှာဝိုင်းအတွင်းမှာလုပ်ငန်းအတွင်းမှာမနာလိုပြန်ဆိုင်နေများနေတယ်ဆိုတဲ့ကာလဖြစ်ပါတယ်ခင်ဗျာဒါအပြင်မိတ်ဆွေတို့ငွေကြေး ငွေကြေးနဲ့ပတ်သက်လာရင်တော့အမျိုးသမီးတဦးတယောက်နာအခုညရရှိတတ်တယ်လက်လွန်ထားတဲ့ငွေကြေးတွေကိုပြန်လဲတောင်းဆိုပါလုပ်ငန်းနဲ့ပတ်သက်လို့အလုပ်နဲ့ပတ်သက်လို့ကိုယ်အမိခံပြီးလှုပ်ဆောင်နေရဆိုရင်တော့တဦးတယောက်ရဲ့အမိခံတာမျိုးမိမိရဲ့အမေတို့မို့အမတို့မို့မိမိရဲ့ဇနီးမယားအဆက်ရှိတဲ့အမျိုးသမီးတဦးတယောက်ရဲ့အမိကိုခံပြီးတော့ဥဆောင်လုပ်ခိုင်းလိုက်ရင်အောင်မြင်ခြင်းနဲ့တိုးတက်ခြင်းတွေကိုရရှိမယ်ဆိုတဲ့ကံမျိုးဖြစ်နေပါတယ်အလုပ်ကံရတဲ့ ကြီးနေပါတယ်မိတ်ဆွေတနင်္ဂနွေသားသမီးတွေเนี่ยဒီကဏ္ဍတော်တွင်မှာလုပ်ငန်းနဲ့ပတ်သက်လို့ရှိရင်လုပ်ငန်းတို့ share ဖို့ဒီပတ်တာတော်တွင်မှာအားနေပါတယ်အဲကံရဲ့အလှည့်အပြောင်းလေးတွေပေါ်လာတတ်တဲ့ကာလဖြစ်ပါတယ်ဒါပြင်မိတ်ဆွေတို့အနေနဲ့လက်ရှိမှာလုပ်ငန်းအသစ်အလုပ်အသစ်စတင်လုပ်ရှင်းတာရှိနေတဲ့နေရာမှာအထက်နိုင်ဆုံးဒီပတ်တာတော်တွင်မှာငင်းငင်းကလေးနေတာကပုံမှုပြီးတော့မိတ်ဆွေတို့ရဲ့ကံကိုအားသာပြီးတော့ကောင်းမွန်မဲ့အပတ်တာဖြစ်တဲ့အတွက်ဖြစ်နိုင်လို့ရှိရင်အရန်ကြီးတို့ share လုပ်တာမျိုးကြွေတဲ့ကြက်တကုံလုပ်တာမျိုးတွေပုံရင်းပြီးတော့လုပ်တဲ့လုပ်ငန်းတွေမှာဆိုရင်တော့ဆရာမိတ်ဆွေတနင်္ဂနွေသားသမီးတွေကဒီတစ်ပတ်တာဟာဂယူဆိုင်တတိတာ စင်ရမယ်ကာလဖြစ်ပါလေယာရုလုပ်ငန်းယာရုတိုးတာမျိုးယာရုတက်တာမျိုးတွေကြုံအားတက်တယ်လို့မိတ်ဆွေတို့အနေနဲ့ယာရုတက်ရှင်နေရာထိုင်ခင်းနဲ့ပတ်သက်ပြီးတော့အပြောင်းလဲအပြောင်းရွှေ့တွေလုပ်လို့ရပါတယ်။ OA ရှံမီနဲ့ပတ်သက်ပြီးတော့ပြောင်းလာတွေရွှေ့လာတွေကောင်းပါတယ်။အမှုကိစ္စအမွေကိစ္စတွေပြီးပြတ်အောင်မြင်အောင်ဆွမ်းဆောင်နိုင်မယ်အပတ်တာကာလဖြစ်ပါတယ်ခင်ဗျာ။ဒါအပြင်လုပ်ငန်းနဲ့ပတ်သက်ရင် လုပ်ငန်းအသစ်လှုပ်ရှင်တာလုပ်ငန်းအဟောင်းကိုတိုးချဲ့လှုပ်ဆောင်တာမျိုးရှိနေတဲ့ကာလအတွင်းမှာအကောင်းဆုံးဖြစ်အောင်လှုပ်ဆောင်တာဟာပုံမှုပြီးတော့အားသာကောင်းမှုပါတယ်။ဘာသာရေးနဲ့ပတ်သက်သောလုပ်ငန်းတွေပညာရေးနဲ့ပတ်သက်သောလုပ်ငန်းတွေအဖွဲ့အစည်း အသင်းအဖွဲ့နဲ့ပတ်သက်သောလုပ်ငန်းတွေစေတနာနဲ့ပတ်သက်သောလုပ်ငန်းတွေလူမှုအကျိုးပြုစေတဲ့ပရဟိတအဆက်ရှိတဲ့လုပ်ငန်းတွေအဖွဲ့အစည်းအသင်းအဖွဲ့နဲ့ပတ်သက်တာတွေပို့ပြီးတော့သူများအကျိုးလဲအောင်ကိုအကျိုးလဲအောင်ဆိုတဲ့လုပ်ငန်းတွေကိုပို့မှုပြီးတော့လှုပ်ဆောင်တင်ပြီးတဲ့အခါဗဇက်ကဘုရားလက်ကတရားလက်ကကာယလုံနေတဲ့မိတ်ဆွေတနင်္ဂနွေသားသမီးတွေဒီအပတ်ဟာသတိထားဆင်နေရမယ့်ကာလအပိုင်ရှားဖြစ်ပါတယ်ခင်ဗျာ ဒါအပြင်မိတ်ဆွေတို့အနေနဲ့ပါဇက်ကနေပြီးတော့အာနမိတ်ဆောင်တာတွေမကောင်းတဲ့အတက်ပညာအများကြီးမကောင်းတဲ့အရာတွေစိတ်ညစ်လိုက်တာမျိုးတွေအာစိတ်တက်ကြလိုက်တာတွေဒီလိုမျိုးအဆရှိတဲ့မကောင်းတဲ့အာနမိတ်တွေဆောင်ပြီးပြောဆိုတဲ့အခါတတိထားဆင်ရင်ပြန်လိုအပ်သောကာလဖြစ်ပါတယ်ခင်ဗျာဒါအပြင်မိတ်ဆွေတို့အနေနဲ့အဲ ရင်နဲ့ပတ်သက်တာမျိုးတွေစက်ပစ္စည်းနဲ့ပတ်သက်တာတွေဝင်လာတတ်ပါတယ်ဖုံးလို့ဆိုင်ကယ်လို့စက်ပစ္စည်းလို့ရင်တို့အစ်စ်ဝင်လာတာမျိုးတွေရရှိတာမျိုးတွေကြုံရတတ်တယ်အလူမင်္ဂလာဆောင်ဘာသာရေးဆိုင်ရာကိစ္စတွေနဲ့ပတ်သက်ပြီးတော့မထင်မဖဲမျက်နှာပွင့်လန်းခြင်းမျိုးတွေရရှိတတ်တော့အပတ်တာကာလအပိုင်းရှားဖြစ်တော့ကာလဖြစ်ပါတယ်ခင်ဗျာအလုရှာနေသောမိတ်ဆွေများအဖို့အလုရကျင်တပဆိုရင်တော့မိတ်ဆွေအနေနဲ့ဖုံးကြီးချောင်းမှာလက်ချီတယ်လို့ကျွန်တော်ရဟန်းတန်ကတပါးပါးကိုမိတ်ဆွေတို့အနေနဲ့တော့တစ်ခုခုပေါ့နော်အလုရစီဖို့အတွက်ရည်ရွယ်ပြီးတော့တစ်ခုခုပေါ့မိမိတတ်နိုင်တဲ့အရာလေးတွေလှူဒန်းပြီးတော့စုတောင်းပြီးတော့အလုသွားလျှောက်ပါတယ်အလုရမယ် ကာလအပိုင်းခြားဖြစ်တယ်အရှိရေလူငယ်တွေအရှိရေနဲ့ပတ်သက်လာတဲ့အခါမှာတော့ ညံ့ပါလေအရှင်နဲ့ပတ်သက်လာရင်အတွေးလွန်နေတာမျိုးကိုယ့်ရဲ့ရှစ်သူကြီးစားပေါ်မှာတဏှာစိတ်တွေများနေတာမျိုးတွေကြုံရတတ်တဲ့အတွက်ကြောင့်မလို့မိတ်ဆွေတို့နေနဲ့အရှင်နဲ့ပတ်သက်လာရင်လက်တွေ့ဆန်ဆန်လုပ်ပါအဲပြဿနာကိစ္စတွေကိုဖြေရှင်းတာမျိုးလေးတွေမလုပ်ဖို့လိုအပ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါစီမိမိရဲ့အရှင်နဲ့ပတ်သက်လာတဲ့အခါမိမိရဲ့တဏှာစိတ်မှာမိမိရဲ့ရှစ်တတ်မှုရစ်တတ်မှုကြောင့်တဦးတယောက်ပေါ်မှာအနေကျက်ပြီးတော့စိတ်ကုန်သွားတာမျိုးတွေကြုံရတတ်တဲ့အတွက်တော့တတိထားဆင်ခြင်ပေးရန်အတွက်တော့လိုအပ်သောကာလဖြစ်တယ် အိမ်တော်ကြီးအိမ်တော်ကြီးနဲ့ပတ်သက်လာရင်တော့အဖြူကြီးများငကူကအိမ်တော်မရှိတဲ့သူတွေအိမ်တော်မစွန်တဲ့သူတွေတောင်ဖူးစာဘတ်တွေရရှိတာမျိုးလေးတွေကြုံရတတ်တယ်လို့အိမ်တော်ပြုစေဆက်လက်ထက်မင်္ဂလာပြုလုပ်ရန်တိုင်မြင်ရန်ကောင်းသောကာလပတ်တာကာလဖြစ်တယ်။ဒါပြင်မိတ်ဆွေအိမ်တော်ကြီးနဲ့ပတ်သက်ရင်တော့ငကူကနားလည်မှုလွဲနေတာမျိုးလေးတွေမှာရှေ့တို့ဆောင်ရွက်ပါအောင်မြင်ခြင်းနဲ့တိုးတက်ခြင်းတွေရရှိတတ်တယ်လို့ပြီးခဲ့ပြီသားကိစ္စမှားခဲ့ပြီသားကိစ္စတွေကိုတုံးနဲ့တူညှိနှိုင်းပြီးတော့ရှေ့တို့ဆောင်ရွက်ရင်အနာဂတ်အတွက်ကြီးမားချက်အတွက်ရရှိတတ်တယ်လို့ငကူကသာသမီမရရှိတော့မိတ်ဆွေများသာသမီစုပန်နာမျိုးလေးတွေအဲရရှိနိုင် ိုင်သောကာလအရှိန်မြေပိုင်းခြားဖြစ်သောလဖြစ်ပါအပတ်လဖြစ်ပါတယ်။ဒါအပြင်မိတ်ဆွေတို့အနေနဲ့မိမိတို့ရဲ့အိမ်တော်ကြီးတွေမှာဂျားလူမဝင်စေနဲ့လုပ်ငန်းနဲ့ပတ်သက်လို့အလုံးနဲ့ပတ်သက်ရင်တဦးတယောက်မတိအောင်လှုပ်ဆောင်တဲ့လုပ်ငန်းလေးတွေမှာတော့ဖြစ်နိုင်ရင်ဒီလိုလေးအရှိပြုပြုပြဿနာတက်တက်တဲ့အတွက်တတိထားစီရင်ပြန်လိုအပ်သောအပတ်တာကာလပိုင်းခြားဖြစ်တယ်။အရေးကြီးသောကိစ္စများကိုပြုမှုဆောင်ရွက်တဲ့အခါမျိုးတွေကြာမိတ်ဆွေတို့ရဲ့အရေးကြီးသောကိစ္စလုပ်ငန်းဆောင်တာလေးတွေကိုအဲမသွားမီမှာမိတ်ဆွေတို့ရဲ့အိမ်မက်မျက်စွာဖျားမှာအဲဆရာတို့ မြတ်စွာဘုရားမှာတောက်ရေလျှောက်ခွက်လူပြီးလိုရာမှုကိုပြုမှုဆောင်ရွက်ရင်အောင်မြင်တိုးတက်နိုင်သောအပ္ပတာဖြစ်ပါတယ်ခင်ဗျာဒါအပြင်မိတ်ဆွေတို့အနေနဲ့အဋိဋ္ဌံပြုလို့တပါဆိုလို့ရှိရင်တော့မနမိုးနေ့တဲ့အခါမှာတန်ဖို့ဒီကာရကိုလျှောက်ခောက်ရွတ်ပြီးတော့ညိုက်တဲ့အခါမှာလျှောက်ခောက်မပြတ်ရွတ်ဆိုရင်ကံကောင်းမှုနဲ့ရရှိပြီးတော့ညံ့နေတဲ့လမ်းတွေ အားသာလာပါလိမ့်မယ်။အရေးကြီးသောကိစ္စများကိုပြုမှုဆောင်ရွက်တဲ့အခါမှာမိတ်ဆွေတို့အနေနဲ့21ရက်22ရက်နေဒီမှာအရေးကြီးသောကိစ္စတွေကိုပြုမှုဆောင်ရွက်ပြောဆိုရင်အားသာကောင်းမှုပါလေ။အကျိုးပြီးတော့ကဏ္ဍအခရာလေးအနေနဲ့၃ကဏ္ဍတစ်ကဏ္ဍနေဟာမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်ကောင်းမှုစေပြီးတော့တတိထားစင်နေရမယ်။အအကျိုးပေးစေတဲ့အရာအနေနဲ့ဆိုရင်တော့အနီရောင်မိုးပြရောင်တွေကမိတ်ဆွေတို့ရဲ့အကျိုးပေးကံကောင်းစေပါတယ်။တတိထားစင်နေရမယ့်အရာအနေနဲ့ဆိုရင်တော့မိတ်ဆွေတို့အဲမျိုးမျိုးအနေနဲ့ အပန်းရောင်တို့မိခိုးရောင်တို့ကိုတတိထားဆင်ကျင်ပေးရန်လိုအပ်သောအပ္ပဒါကာလအပိုင်းချဖြစ်တယ်။မိဆွေတို့ရဲ့အရေးကြီးသောကိစ္စလုပ်ငန်းဆောင်တာကိစ္စပြုမှုဆောင်ရွက်တဲ့အခါမျိုးတွေကြားလို့ရှိရင်တော့အဲ16ရက်နေ့တွေမှာတတိထားပြုမှုဆောင်ရွက်ပါရတယ်နော်။ဒါမိတဲ့အခါအလင်းစလို့အလောတကြီးခီးသွွားတာမျိုးတွေကိုဖြစ်နိုင်မလို့ပါနဲ့တဲ့။ပစ္စည်းမိတံမိုးကြီးသောပစ္စည်းတွေပျောက်ရှားတတ်တယ်ဆိုတော့အပ္ပဒါကာလအပိုင်းချဖြစ်နေတဲ့အတွက်တနည်းဝင်သားသမီးမိဆွေတွေအနေနဲ့တတိပြုဆင်ကျင်ရန်လိုအပ်ပါတယ်။အဆက်ဆက်ရဲ့အစင်းပြီးအောင်မြင်တိုးတက်စေပြီးတော့ပြုလုပ်ရမယ်။ရေရာအနေနဲ့ဆိုရင်တော့ မနှက်เสียရလို့မိုးလင်းတဲ့အခါမှာစောစောထားပါစောစောထားပြီးတဲ့အခါကျတော့အိမ်ချံအပေါက်ပတ်ကိုကြည့်အိမ်ချံအပေါက်ပတ်ကိုကြည့်သုံးမဟုတ်ရင်ဆိုင်ဆိုလဲဆိုင်မှာဟုတ်လားဆွနာလိုပေါ့စောစောလေးထားမိမိရဲ့ဆိုင်ရဲ့လုပ်ငန်းဖွင့်ပေးမှာလမ်းဘက်ကိုကြည့်ကြည့်ပြီးတဲ့အခါကျရင်မိတ်ဆွေတို့အနေနဲ့ကံကောင်းမှုတွေကိုရရှိစေတဲ့သဘောနဲ့မျှော်တွေးပြီးတော့အေးဆိုပြီးတော့လက်ခုပ်သုံးချက်တီးပြီးတော့လက်လာပါတွေကိုခေါ်လိုက်ရင်မိတ်ဆွေတို့ရဲ့ပိတ်နေတဲ့လက်တွေပြန်လဲပွင့်လန်းပြီးအဆက်ဆက်ရရအောင်မြင်လာပါလိမ့်မယ်မိတ်ဆွေတို့ရဲ့ရောင်းကုန်တွေဝယ်ကုန်တွေအယောင်းအတွက်အယောင်းဖွဲ့စုံမှုအတွက်ဆိုရင်တပြေးခက်ကလေး၆ခ ခတ်နဲ့ရိုက်ပုတ်ထိတွေ့ကြောင်းလိုက်ရင်အယောင်တွက်အယောင်ထွက်သွားမယ်ဆိုတဲ့အကြောင်းပြောရင်းနဲ့ဓနုမေတ္တာသမီးမိတ်ဆွေတွေအားလုံးမိတ်ဆွေတို့ရဲ့ဒီအပတ်တာတော်တွေမှာအောင်မြင်မှုတွေရရှိပါစေ